န်ကုန်တက်စစ်တာအပြီးအတွက်ကိုနေရာပိုင်ကော်ပိုရေးရှင်းပြောင်းလဲဖွဲ့စမယ်ဒီလိုက်လခုနှစ်ရက်နေရာကျင်းပတဲ့ပြည်တော်စုလွှတ်တော်မှာရန်ကုန်နဲ့မန္တလေးတရက်စစ်တာပေကော်ပိုရေးရှင်းတွေကိုပြည်တော်စုဘဏ္ဍာငွေစည်းရဆောင်ရွက်တဲ့နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းတွေအဖြစ်ရသုံးငွေစည်းတွေဆိုင်ရာပြောင်းလဲပြင်ဆင်တာနဲ့ပတ်သက်ပြီးဆွေးနွေးရမှာကိုယ်စားလှယ်တွေကဆွေးနွေးခဲ့ကြတာပါအခုခွင့်ပြုလိုက်တဲ့အပြောင်းလဲကိုသူဘလို့နေရာပြန်ချထားဆိုတာလွှတ်တော်ပြန်စစ်နောက်တစ်ပိုင်းကျတော့ရှင်ပြည်တော်ပြည်ဟို ပြည်တော်စုစည်းစစ်ကြုံရုံးမှာစည်းပြည်သူစည်းစစ်စည်းနဲ့ပတ်သက်လို့ရှိရင်လွတ်တော်ကတည်ကျင်တဲ့အခါမှာတောင်းအောင်ပေးလို့တောင်းဆိုလို့ရတာလည်းရှိတယ်။အဲ့ကြရင်သူကဒီလျှက်စစ်နဲ့ပတ်သက်လို့လှုပ်လှုပ်ထားတာစည်းစစ်ကြုံရုံးကဘယ်လိုစစ်ထားပါလဲဆိုတော့တောင်းဆိုခွင့်ရှိတယ်။အဲ့အဲ့ဒီတောင်းဆိုကြည့်ဖို့လဲအသက်ဆိုင်ရာကော်မတီတွေကလုပ်တယ်လွတ်တော်မှာကော်မတီဖွဲ့ထားတော့သက်ဆိုင်ရာစွမ်းအင်ကော်မတီဟလာသက်ဆိုင်ရာဒီငွေစင်းကော်မတီတွေကအဲတောင်းပါပါ ဒါအခါနှုံသားလေးကိုတော့နိုင်ငံတော်ကသတ်မှတ်ပေးထားတဲ့နှုံအတိုင်းပဲဆက်လက်ကောက်ခံသွားမယ်လို့ရဲစစ်သားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကပြောပါဗါး2008ခုနှစ်ကရန်ကုန်မြို့တော်လျှက်စစ်တာပေးအဖွဲ့ဝင်ငွေဟာတနှစ်မှာ85ဘီလီယံရှိခဲ့ရာနေအခု2013-14ခုနှစ်ဝင်ငွေကတော့တနှစ်ကို244ဘီလီယံကျော်အထိတိုးတက်လာတယ်လို့လည်းဆိုပါရယ်ဒီနေ့တရက်တင်လာဆိုဒီနေ့တရက်မှာပဲစုပြုံပြီးတော့ဟိုစင်းလည်းပြပါဒီစင်းလည်းပြပါဝန်ထမ်းအင်အားလည်းပြပါဘာလို့ပြတော့လုံးလို့မရဘူး ဒါကတော့သဘာဝမကြောက်ဘူး။ तू ဘာလုံးမယ်ဆိုတာကိုတော့ကိုကလွှတ်ပေးလိုက်ပြီးတော့ပြန်စောင့်ကြည့်ဖို့လိုတယ်။ပြီးတော့မှတစ်ခါထပ်ဆွေးနွေးပြီးတော့မှဟလာအားပေးရမယ့်ကိစ္စအားပေးအရေးရမယ့်ကိစ္စအရေးယူဒီလိုပဲဒါပုံမှန်လုပ်ရမယ့်အဲဒါဟိုလုံး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 လေးဖြစ်ပါတယ်။ထုတ်လို့သူအစိုးရကဖြန့်ဖြူးသူ corporation ကိုအဲ့လို level ညှိလို့မရအောင်ထို့တူ corporation ကလည်းကျွန်တော်တို့ကလွတ်လပ်သွားပြီ budget ပြင်ပဆိုပြီးတင်ကျင်တန်းတင်လို့တော့မရအောင်ပြုတ်တော်ကအဲ့နှစ်ဖက်လုံးကိုစောင့်ကြည့်ပါ လွတ်လပ်ခွင့်ပေးလိုက်ပါရသားနဲ့တကယ်ရောခုနပြောတဲ့ပြည်သူ့အတွက် performance တက်လားမတက်လားဆိုတာလွတ်တော်ရဲ့စောင့်ကြည့်ရမယ်လုပ်ငန်းပဲအဲ့ဒါလွတ်တော်ဘက်ကတော်ရမယ်ကိစ္စဟုတ်လားသူရလို့လားမလို့စောင့်ကြည့်ပဲနဲ့ကိုယ့်အကိုဖြစ်ချင်တာပြည့်စုံရင်ဒါလွတ်တော်ရဲ့အားနည်းချက်ပဲကုလိုပြောင်းလဲလိုက်တဲ့အတွက်ဝင်းဆောင်သားတွေပိုပြီးတွက်လက်မြန်ဆန်လာဖို့လိုတယ်လို့လည်းသူကဆိုပါတယ်အစိုးရပိုင်းတခြားဌာနတွေအနေနဲ့အဆင့်ဆင့်တင်ပြနေရတာကြောင့်လုံငန်းကြံ့ကြပြီးအရှုံးနေရှိနေတယ်လို့ဝင်းကြီးဌာနတချို့ကပြောဆိုဘူးပါတယ်ခင်ဗျာကျွန်တော်ပိုင်ဆိုပါ